အသည်အစီဖုံးခြင်းကို ပြောင်းပြန်လှန်ပေးမဲ့တောက်စရာ၅မျိုးအားလုံးပဲမင်္ဂလာပါ Dan Medical Mistake Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အသည်အစီဖုံးခြင်းကို ပြောင်းပြန်လှန်ပေးမဲ့တောက်စရာ၅မျိုးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီတောက်စရာတွေကိုဒီနေ့ကနေစတော့ပြီးတော့တင်းရဲ့အစီဖုံးနေတဲ့အသည်ကိုပြန်ကောင်းအောင် လုပ်လိုက်ပါဒါတွေကအသည်အစီဖုံးယောဂအတွက်တင်မဟုတ်ပဲခန္ဓာကိုယ်အတွင်းကဆဲတွေရဲ့အင်ဆူလင်ကိုလက်မခံနေခြင်း တွေးဖိရတက်ခြင်းနဲ့ညောင်ရမ်းမှုတို့ကိုတတ်တာစေတဲ့အတွက်အသည်းအစီပုံးရောဂါနဲ့တွဲဖက်ဖြစ်တတ်တဲ့တခြားဆိုးကျိုးတွေကိုပါတတ်တာစေပါတယ်။ဒီတော့အသည်းအစီပုံးရောဂါကို အမြန်ဆုံးတတ်တာစေမဲ့တောက်စရာ၅မျိုးကို ကြီးလိုက်ကြရအောင်ပါ။နံပါတ်၁လက်ဖက်စိမ်းရင်ရွေးချံ Green Tea ပထမဆုံးတစ်ခုဖြစ်တဲ့လက်ဖက်စိမ်းရင်ရွေးချံကအုံနောက်လှုပ်ဆောင်မှုတွေကိုတိုးတက်စေခြင်းကိုယ်ခံအားကောင်းစေခြင်းအပါအဝင် အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။ လက်ဖက်စိမ်းရင်နွေးချံကဘာဖြစ်လို့ဒီလောက်အစွမ်းထက်ရလဲဆိုတော့ကတ်တီကင်းလို့ခေါ်တဲ့အာနိသင်ကောင်းတဲ့အန်တီအောက်ဆီဒန်ပါဝင်လို့ပါ free radical လို့ခေါ်တဲ့မတည်ငြိမ်တဲ့မော်လီကျူးတွေဟာဆဲတွေကိုပြက်စီးစေပြီးရှားလက်အနေနဲ့ခန္ဓာကိုယ်အတွင်းရောင်ရမ်းမှုတွေကိုဖြစ်စေခြင်းပိုမင်းရင်းရော်ခြင်းကို ဖြစ်စေရုံတင်မကပဲအသည်အစီဘုံယောဂစီဂျိုယောဂနဲ့နှလုံးယောဂလိုမျိုးနာတာရှည်ယောဂတွေကိုဖြစ်စေပါတယ် ဒီအန်တီအောက်ဆီဒန့်တွေကတော့အဲ့ဒီ free radical တွေကိုထိန်းချုပ်နိုင်ပြီးခန္ဓာကိုယ်အတွင်းကဆဲတွေမပြတ်စည်းအောင်ကာကွယ်ပေးပါတယ်။ဒါကြောင့်လက်ဖက်စိမ်းရင်သွေးကျန်းမာပါတဲ့ဂတိခင်အန်တီအောက်ဆီဒန့်ဟာကျွန်တော်တို့ရဲ့ဆဲတွေကိုကျန်းမာစေပြီးခန္ဓာကိုယ်ရဲ့အကာအကွယ်စနစ်တစ်ခု အဖြစ်လှုံ့ဆော်ပေးသလိုခန္ဓာကိုယ်အတွင်းဓာတ်သဘောတွေမျှတနေစေပါတယ်။အသိအစီပုံးယောဂကိုပိုဆိုးစေတဲ့အရေးပါတဲ့အကြောင်းရင်းကတော့ရောင်ရမ်းမှုပါပဲ။ဒါကြောင့် ဒီ free radical တွေကြောင့်ဖြစ်တဲ့ပျက်စီးမှုနဲ့ရောင်ရမ်းမှုကိုချော့ချပေးလိုက်တာကလက်ဖက်စိမ်းရင်းနှွေးကြမ်းရဲ့အသေးအစီပုံးယောဂါကိုပျောက်ကင်းအောင်လှုပ်ဆောင်ပေးတဲ့နီးလန်းတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့လက်ဖက်စိမ်းရင်နွေးချမ်းဟာအစီတွေကို ခြေဖြတ်ပြီးစုပ်ယူပေးတဲ့ပန်ခရီးရက်တဲ့ lipase ဆိုတဲ့အစာခြေအင်ဇိုင်းကိုလည်းပိတ်ပင်တားဆီးနိုင်ပါတယ်။အဲ့ဒီ lipase အင်ဇိုင်းကိုပိတ်ပင်လိုက်တဲ့အကျိုးဆက်အနေနဲ့ နေစဉ်စားနေတဲ့အစားအစာတွေကအစေတက်ကိုစုပ်ယူမှုရော့ချသွားပြီးခန္ဓာကိုယ်အလေးချိန်မှကျစေပါတယ်။ဒီလိုကယ်လိုရီစုပ်ယူမှုရော့ချစေတဲ့အတွက်လည်းအစာစားတာများသွားရင်လက်ဖက်စိမ်းရင်သွေးကျန်းတောက်ပေးသင့်တယ်ဆိုတဲ့အလေးအကျင့်ကိုကဘာအနှံ့မှကျင့်သုံးနေကြတာပါ။ဒီလိုနှစ်ပေါင်းထောင်ချီလာတဲ့ထုံတမ်းတစ်ခုကိုလေ့လာဖို့အတွက်သက်သေတွေကလည်းအများကြီးရှိနေပါတယ်။စမ်းသပ်မှု26ခုအရာလက်ဖက်စိမ်းရင်သွေးကျန်းတောက်ပေးတဲ့သူတွေမှာ ကိုအလေးချိန်ကြာဆင်းမှုကိုတိတိတသာ တွေးရပြီးတနေ့ကိုလက်ဖက်စိမ်းရင်ွေးကျန်း800မီလီဂရမ်တောက်သုံးပေးတဲ့သူတွေမှာခါအစီတွေတိတိတသာကြာသွားတာကို တွေးရပါတယ်။ဒါကအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ခါအစီတက်ခြင်းဟာအင်ဆူလင် လုပ်ငန်းပြတ်စီးခြင်းနဲ့အသည်းအစီဖုန်ချင်းတို့ရဲ့အချက်ပြလက္ခဏာတွေဖြစ်လို့ပါပဲ။အသည်းအစီဖုန်ယောဂအတွက်တီးတန့်ပြုလုပ်ထားတဲ့လေလာချက်တွေမှာလည်း တနေ့ကိုလက်ဖက်စိမ်းရင်တွေးချမ်း900မီလီဂရမ်နဲ့ရက်ပေါင်း60တောက်သုံးထားတဲ့သူတွေမှာ ALT, AST စတဲ့အသေးရောဂါလက္ခဏာပြအင်ဇိုင်းပမာဏတွေပိုကောင်းလာတာကို တွေ့ရပါတယ်။ဓာတင်မကသေးပါဘူး။ရင်တွေးချမ်းတောက်သူတွေမှာအသေးအစီဖုံးနိုင်ခြေကိုရောနေစေုံတင်မကပဲအသေး6ရောဂါနဲ့အသေးကင်ဆာဖြစ်နိုင်ခြေကိုလည်းရှော့ချပေးနိုင်တာကိုတွေ့ရပါတယ်။ဒီစမ်းသပ်မှုကတော့လူတစုကိုအချိန်အတိုင်းတာတစ်ခုအတွင်းမှာ စောင့်ကြည့်ပြီးလက်ဖက်စင်းရင်ွေးချမ်းပုံမှန်တောက်တဲ့သူတွေမှာအသေးရောဂါဖြစ်နိုင်ခြင်းရောသွားလားဆိုတာကိုလေလာတာမျိုးဖြစ်တဲ့အတွက်ဒီလိုလေလာမှုမျိုးဟာလက်ခံပြီးလို့ရပါမယ်အပြေးအဝမှန်ကန်မှုတော့ကြီးကျင်မှရှိပါမယ်လေလာကန်လူအုပ်တဲမှာလက်ဖက်စင်းရင်ွေးချမ်းအပြင်တခြားအသေးအတွက်ကောင်းစေတဲ့အစားအစာတွေကိုစားနေတဲ့သူတွေလည်းရှိနေနိုင်သလိုလေ့ကျင့်ခန်းပုံမှန်လုပ်တဲ့သူတွေလည်းရှိနေနိုင်ပါတယ်ဒါကိုတော့ထည့်စည်းစားဖို့လိုကြောင်းတတိပေးပါရစေ လက်ဖက်စိမ်းရည်နွေးချံကိုအတောက်တင်ဆုံးအချိန်ကတော့အစာစားပြီးချိန်မှာအထူးသဖြင့်စားတာများသွားရင်တောက်ပေးသင့်ပါတယ်။နံပါတ်1ပန်းသီးရှာလကာရည်အယ်ဘဲဆိုက်တာဗနီကာပန်းသီးရှာလကာရည်မှာအဆီတစ်အဆစ်ပါဝင်တဲ့အတွက်အယ်ဖာအမိုင်းလစ်လိုမျိုးအစာချေအင်ဆိုင်တချို့ကိုတားဆီးနိုင်ပြီးတွေးကြောတဲ့မှာတကြားတွေကစီဓာတ်တွေကိုဂလူကော့စ်အနေနဲ့ပြောင်းလဲပြေချင်ကိုချောချနိုင်ပါတယ်။ဓာတ်တင်မကသေးပါဘူး။ အစစ်တဲအစစ်ဟာကျွန်တော်တို့ရဲ့ကြွက်သားတွေရဲ့သွေးကြောတဲ့ကပိုနေတဲ့တကြားတွေကိုချင်းပြတဲ့လုပ်ငန်းစဉ်ကိုပို့ပြီးထိရောက်စေပါတယ်။အကျိုးဆက်အနေနဲ့ကတော့တကြားထက်ထိုးချခြင်းကို ထိန်းချုပ်နိုင်ပြီးအင်ဆူလင်ထုတ်လွှတ်မှုကိုလည်းချော့ချပေးနိုင်ပါတယ်။ဒီလိုတကြားထက်ထိုးချခြင်းကိုထိန်းချုပ်ဖို့ကအရန်အရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီလိုထိုးချသွားတဲ့အခါမှာတကြားကိုပိုစားခြင်းလာပြီး အစာများများစားပြီးနောက်မှာလည်းနေရခတ်စေပါတယ်။ပန်းသီးရှာလကရေအားအန်တီအောက်ဆီဒန့်တွေပရိုဘိုင်အိုတစ်တွေလည်းအပြည့်ပါလို့အသည်အစီပုံချင်းကြောင်းဖြစ်တဲ့ရောင်ရမ်းမှုတွေကိုရောကြစေပါတယ်။လေးလာသုံးသက်ချက်တွေအရာပန်းသီးရှာလကရေတောက်သုံးခြင်းဟာအမျိုးအစားနှင့်စီးကျိုးဝေဒနာတဲ့တွေအတွက်သွေးတွင်းဂလူးကို့စ်ပမာဏဟီမိုဂလိုဘင် A1C နဲ့သွေးတွင်း triglyceride အဆီဒတ်တို့ကိုရှင်းချပေးနိုင်ပါတယ်။ ဂလူးကို့စ်ထိန်းချုပ်နိုင်မှုအင်ဆူလင်လုပ်ငန်းမကောင်ခြင်းအင်ဆူလင် resistant တို့ကိုတတစေတာတွေကတော့အသေးအစိဖုံးရောဂါတတစေဖို့အတွက်အရေးကြီးဆုံးအချက်တွေပါ။ပန်းသီးရှာလကရေကိုတောက်သုံးပုံကတော့အနည်းဆုံးရေ၈အောင်စမှ10အောင်စတဲကိုပန်းသီးရှာလကရေစပွဲတင်စုံနဲ့တစုံထည့်ပြီးအစာမစားခင်15မိနစ်စောရေတောက်ပေးပို့ပါ။ရောစပ်ပုံအချိုးအစာမှန်ကန်ဖို့လိုပြီးသွားကြွေလွှာတွေမထီးခိုက်အောင် ပိုင်းနဲ့တောက်ပေးဖို့ကလည်းအရေးကြီးပါတယ်။တနေ့ကိုအဲ့ဒီပမာဏထက်ပိုမတော့မိဖို့လဲဆင်ခြင်ပါ။ပန်တီရှာလက်ကရေက တွေးတွင်းတကြားတက်နဲ့ပိုတန်စီယံပမာဏကိုချော့ချပေးလို့စီဂျိုစေးတောက်နေသူတွေကတော့အထူးသတိထားသင့်ပါတယ်။နံပါတ်3ဂျင်းကြားခေါ်ဂျင်းဂျင်းမှာအမိုင်နိုအက်ဆစ်ပါဝင်တဲ့ဇီဝဖြစ်စဉ်ကိုဖြစ်စေတဲ့ဓာတ်ပေါင်း400ကျော်ပါဝင်သလိုသဘာဝအမြင်ဓာတ်နဲ့ ဖိုက်တိုစတီရောလို့ခေါ်တဲ့ကိုလက်စထရောနဲ့ဆင်တူတဲ့သစ်ပင်ထွက်ဓာတ်ပေါင်းလည်းပါဝင်ပါတယ်။ဒါအပြင်အနည်းဆုံးအန်တီအောက်ဆီဒန့်ဓာတ်ပေါင်း40လောက်ပါရှိပြီးနီကိုတီနစ်အက်ဆစ်နဲ့ဗီတာမင် A လိုမျိုးဗီတာမင်ဓာတ်တွေလည်းအများကြီးပါပါတယ်။ ဂျင်းတဲကဒီတပ်ပေါင်းတွေဟာအန်တီအောက်ဆီဒန်ကာကွယ်မှုစနစ်ကိုပိုကောင်းမွန်စေပြီး fibrosis, cirrhosis စတဲ့အသည်းအစီဖုံးယောဂရဲ့ပိုဆိုးတဲ့အခြေအနေတွေဖြစ်တဲ့အသည်း၆ခြင်း၊ရောင်ရမ်းမှုများခြင်းတွေကိုလျှော့ချပေးနိုင်ပါတယ်။လေလာဆန်းသက်ချက်တွေအရဂျင်းပြုတ်ရည်ကို12ပတ်ဇက်တိုက်တောက်ပေးခြင်းဟာအသည်းယောဂလက္ခဏာတွေကိုတည်တည်တသာချော့ချပေးနိုင်ပြီးအင်ဆူလင်လုပ်ငန်းမကောင်းခြင်းကိုလည်းတသာစေကြောင်းတွေးရပါတယ်။ ဓာတင်မကသေးပါဘူးအသေးတွင်းအစီပမာဏမြင့်တက်ခြင်းကိုလည်းရှော့ချပေးနိုင်ပါတယ်နောက်ထပ်လေးလာချက်တစ်ခုမှာတော့ဂျင်းပြုတ်ရေတောက်ပေးခြင်းကြောင့် ART လိုမျိုးအသေးရောဂါလက္ခဏာပြအင်ဆိုင်ပမာဏတိတိတသားလျော့နေသွားပြီးအင်ဆူလင်ကိုလက်မခံခြင်းလက္ခဏာတွေ BMI တို့ခေါ်တဲ့ခန္ဓာကိုယ်အလေးချိန်ပမာဏပြညွန်ကိန်းနဲ့ရောကျသွားပါတယ်။ဒါကြောင့်ဂျင်းပြုတ်ရေကိုပုံမှန်တောက်ပေးခြင်းနဲ့ဆိုရင်တော့အကောင်းဆုံးပြုလုပ်နည်းကတော့ လက်ဆက်တဲ့ဂျင်းတက်ကို အပြားလေးတွေလှီးပြီးခွက်တဲထည့်ပြီးနောက်ပပွက်ဆူနေတဲ့ရင်နွေးကို လောင်းထည့်ပေးပါ7မိနစ်လောက်နှစ်ထားပြီးရင်တော့တောင်းလို့ရပါပြီ အရာသာပိုကောင်းဖို့အတွက်ပြားရည်ဒါမှမဟုတ်တံမရရည်ကိုထည့်လို့ရပါတယ်ကျင်းဟာအသေးအစီအဖုံးနဲ့စီးကြောအတွက်ပဲကောင်းတာမဟုတ်ပါဘူးသွေးဖိရတတ်တဲ့သူတွေအတွက်လည်းတင်းတော်ပြီးမူးဝေမှုအတွက်လည်းသဘာဝကုတုံးတစ်ခုဖြစ်ပါတယ်နံပါတ်၄ကော်ဖီ ကော်ဖီတောက်တဲ့သူတွေအတွက်တည်င်းကောင်းကတော့ကော်ဖီကလည်းအသည်အစီဖုံးယောဂါဖြစ်နိုင်ခြင်းကိုရှင်းချပေးနိုင်ပါတယ်။ကော်ဖီမှာအန်တီအောက်ဆီဒန့်တွေအများကြီးပါဝင်ပြီးရောင်ရမ်းမှုကိုတတ်တာစေတယ်။ပိုလီဖီနောလည်းပါဝင်ပါတယ်။ free radical တွေရဲ့ဖြည့်ဆည်းမှုကိုလည်းတတ်တာစေပြီးလေးလာစမ်းသပ်ချက်တစ်ခုမှာတော့ကော်ဖီပုံမှန်တောက်သုံးခြင်းဟာအသည်အစီဖုံးယောဂါဖြစ်နိုင်ခြင်းကိုရှင်းချပေးနိုင်တယ်လို့သုံးသပ်ထားပါတယ်။ ဒါအပြင်အသေးအစီပုံးဖြစ်နေတဲ့သူတွေမှာအသေး6ချင်းမဖြစ်အောင်လဲကာကွယ်ပေးနိုင်ပါတယ်။တခုတတိထားရမှာကတော့အချို့တွေအရန်များတဲ့ကော်ဖီမစ်တွေကိုတောက်မဲ့အစားတဘာဝကော်ဖီမုန့်စစ်စစ်ကိုတောက်ဖို့တော့အကြံပေးပါရစေခင်ဗျာ။နံပါတ်5ခေါင်ရမ်းရင်ွေးချမ်းနောက်ဆုံးတစ်ခုကတော့ခေါင်ရမ်းရင်ွေးချမ်းပါ။သူကလည်း flavonoid ပိုလီဖီနောနဲ့အန်သိုဆာယာနင်တို့လိုအန်တီအောက်ဆီဒန့်တွေပြည့်နေတဲ့တောက်စရာတစ်ခုပါ။ ရောင်ရမ်းမှုနဲ့ဆဲပြက်စီးမှုတွေဟာနာတာရှည်ယောဂအတွင်မှာအရေးပါတဲ့နေရာမှာပါနေပြီးတော့ခေါင်ရမ်းရင်နွေးကျန်းမှာပါဝင်တဲ့ဒီအန်တီအောက်ဆီဒန့်တွေဟာဒီအခြေအနေတွေကိုကာကွယ်ပေးပါတယ်ခေါင်ရမ်းရင်နွေးကျန်းဟာ အသေးအစိပုံးယောဂတစ်ခုတည်းအတွက်ကောင်းတာမဟုတ်ပဲသွေးတို့စီးကြိုသွေးတွင်းအစီများခြင်းတို့အတွက်ပါ အထူးအကျိုးပြုပါတယ်ခေါင်ရမ်းရင်နွေးကျန်းကိုဆနှစ်ပတ်ဇက်တိုက်တောက်ခိုင်းတဲ့လေလာမှုတစ်ခုမှာတော့ ိုအလေးချိန်ကျသွားတာခါနဲ့တင်ပါအချိုးကျသွားတာအသေးတွင်းအစီပမာဏနေသွားတာစားတဲ့အကျိုးသက်ရောက်မှုတွေကိုတွေးရပါတယ်နောက်ထပ်စမ်းသပ်မှုတစ်ခုကတော့အသေးအစီပုံးယောဂနဲ့တွဲဖြည့်တတ်တဲ့သွေးတိုးခြင်းသွေးတွင်းသကြားဓာတ်များခြင်းစားတဲ့အခြေအနေတွေစုပေါင်းဖြစ်နေတဲ့တက်ကြီးရွယ်အိုအမျိုးသမီးတွေကိုလေးလာကြည့်တာပါအဲ့ဒီမှာတော့ခေါင်ရဲရင်ွေးကြမ်း1ဂရမ်ကိုတစ်နေ့2ချိန်တောက်ပေးခြင်းဟာကိုယ်အလေးချိန်တိတိတသာကျစေတဲ့ တွေးဖိအားကြားစေတယ်။တွေးတွင်းသကြားပမာဏကိုလည်းကြားစေကြောင်းတွေးရပါတယ်။ဒါအပြင် ဟောင်ရမ်းရင်နွေးချမ်းကြောင့်ရောင်ရမ်းမှုလည်းကြားစေပြီးကော်တီဆောဟော်မုန်းလည်းတိတိတသားကြားစေပါတယ်။ဒါကြောင့်အသည်အစီဖုံးရောဂါပျောက်ကင်းဖို့အတွက်အရေးကြီးဆုံးကတော့အခြေခံအကြောင်းအရာဖြစ်တဲ့ရောင်ရမ်းမှုကိုကြာသွားစေဖို့ပဲလိုအပ်တယ်ဆိုလာကိုဒါတွေကတသက်ပြနေပါတယ်။လူအများစုအတွက်တော့အသည်အစီဖုံးရောဂါပျောက်ကင်းဖို့အတွက် ဒီတောက်စရာလေးတစ်ခုတောက်လိုက်ရုံနဲ့တော့လုံလောက်မှမဟုတ်ပါဘူးဆရာဝန်နဲ့တေရှာပြတာပြီးလိုအပ်တဲ့ဈေးဝါးတွေမိဝဲဖို့နဲ့မှန်ကန်တဲ့နေထိုင်စားသောက်ပုံတွေလည်းလုံဆောင်ဖို့လိုအပ်ပါတယ်ဒါဆိုရင်ဒီနေ့ပြောပြသွားတဲ့အသေးအစီဖုံးချင်းကိုပြောင်းမြန်လှန်ပေးမဲ့တောက်စရာ၅မျိုးအကြောင်းကိုကျမ်းမာရေးဗဟုသုတရစရာအဖြစ်သိရှိသွားမယ်လို့ယူဆပါတယ် နောက်အပတ်တွင်မှလည်းလူကြီးမင်းတို့ရဲ့ကျမရေးဆိုင်ရာဘိုးတုဒရစရာဗီဒီယိုတွေကိုအဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ The Medical Mystic Channel ကိုဆက်လက်စောင့်ကြည့်ပေးကြပါဦးခင်ဗျကျွန်တော်တို့ရဲ့ The Medical Mystic Channel မှာတင်ဆက်ပေးနေသော ကျမရေးဆိုင်ရာအကြောင်းအရာများသည့်ဆရာဝန်တွေကိုတိုင်တီးဖြတ်ထားတဲ့တိကျမှန်ကန်တဲ့သတင်းအချက်အလက်တွေသာဖြစ်တဲ့အတွက်မိษွေများအနေနဲ့ယုံကြည်စိတ်ချစွာလေးလာမှတ်သားနိုင်ပါတယ် Dan Medical Mystery YouTube Channel ကို Subscribe လုပ်ထားပြီး Dan Medical Mystery Facebook Page ကိုလည်း Like and Follow လုပ်ပေးထားဖို့တောင်းဆိုပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။